အားလုံးမင်္ဂလာပါရှင်ဒီချက်ကတော့အခု grade 10 chemistry ကိုသင်ပြပေးမယ့်ဆရာမဖြစ်ပါတယ်အခုဒီချက်တို့သွားမယ့်သင်ခန်းစာလေးက chapter 7 air water and soil အဲ့ဒီမှာမှဒီချက်တို့7.1ဖြစ်တဲ့ air ပေါ့နော်လေအကြောင်းကိုသွားမှာဖြစ်ပါတယ် 7.1 A ရဲ့ number 2 air pollution ဆိုရဲလေဒုညဉ့်ဉန်းခြင်းနဲ့ non common air pollutant ဆိုတာကလေဒုကိုညဉ့်ဉန်းစေတဲ့ pollutants ပစ္စည်းတွေပေါ့နော်ညဉ့်ဉန်းစေတဲ့ပစ္စည်းတွေကိုပြောပြပါမယ် the presence of substances in the atmosphere လေဒုထဲမှာဆိုရင်ね non substances ဆိုအရာဝတ္ထုများစွာရှိတယ်။ ah that are harmful to living things living things တွေအတွက် and the environment ဆိုတာပဝန်းကျင်အတွက် harmful and ရဖြစ်စေတဲ့အရာတွေကို contribute to air pollution လေဒုကိုညဉ့်ဉန်းစေတဲ့အရာ ာတွေကိုလည်းเนาะ contribute လုပ်ပါတယ်တဲ့ air pollution လေတို့ညဉ့်ညံ့ခြင်းရတဲ့ it's caused by ဘာကြောင့်ဖြစ်လဲဆိုတော့ by solid particles အဲအဆိုင်ခဲ particles တွေကြောင့်ပေါ့နော်အမုန်တွေကြောင့် coal အဲ့ဒါကို particulate လို့လည်းခေါ်ပြီးရော and poisonous gases ် Wisenet Gazette ဆိုတာကအစိတ်ရှိရဲ့ဓာတ်ငွေတွေကြောင့် in the air လေထဲမှာရှိရဲ့အစိတ်ရှိရဲ့ဓာတ်ငွေတွေနဲ့ solid particles တွေကြောင့် air pollution ပေါ့နော်လေထုညဉ့်ဉန်းခြင်းဖြစ်စေရဖြစ်ပါတယ်တဲ့ These substances အဲ့ဒီ substances တွေကပေါ့နော်ဘာလို့ခေါ်လဲဆိုအာခေါ်အဲ့ဒါကို air pollutant ဆိုရဲလေထုညဉ့်ဉန်းစေရဲ့ပစ္စည်းများလို့ခေါ်ပါတယ်တဲ့ဒါဆိုရင် there are six main air pollutants ဟုတ်ပြီနော်ဒီမှာနော် air pollutants ဖြစ်စေတဲ့နော်အဓိက 6ချက်ရှိပါတယ်။ဘာတွေလဲဆိုတော့အဲ့အဓိက6ခုပေါ့နော်။ Appludence ဖြစ်စီရ။ဘာတွေလဲဆိုတော့ Carbon monoxide, Sulfur dioxide, Nitrogen dioxide, Methane နဲ့ Unburned hydrocarbons and Ozone တို့ဖြစ်ပါတယ်။ကဲဒါဆို Teacher တို့ Table 7.1လေးလာကြည့်ရအောင် main air pollutants ပေါ့နော် teacher တို့အဓိကလေကိုညဉ့်ဉန်းစေတဲ့ပစ္စည်း and their harmful effect သူတို့ရဲ့အန္တရာယ်ရှိစေတဲ့အကျိုးသက်ရောက်မှုတွေပေါ့နော် ကဲဒါဆိုရင်ဒီမှာ column လေးတုံးခုပေးထားရတယ် evolutions ပေါ့နော်လေတုကိုညဉ့်ဉန်းစီတဲ့အရာတွေရဲ့ source ဘယ်ကနေရရဲဆိုတာရဲ့ handful effect ဘယ်လိုမျိုး andier ရှိစီတယ်ဆိုတဲ့အကြောင်းအရာတွေကိုပြောပြထားပါတယ်အရင်ဆုံးနံပါတ်1 carbon monoxide co သူကကာဗွန်မိုနောက်ဆိုက်ကတဲ့ a colorless gas အရောင်မရှိဘူးပြီးတော့ insoluble in water ရေမှာလည်းမပျော်ဝင်ဘူး no smell အနံ့ရှိလားမရှိပါဘူး so ဘယ်ကနေပြီးတော့ဒီကာဗွန်မိုနောက်ဆိုက်တွေကိုရရှိနိုင်ရဲဆိုတော့ incomplete combustion of carbon content containing substance ကာဗွန်ပါဝင်တဲ့เนาะအရာဝတ္ထုပစ္စည်းတွေကိုเนาะပြီးပြည့်စုံအောင်မလောင်ကျွမ်းဘူးပေါ့เนาะလောင်ကျွမ်းခြင်းမပြုမိသွေးအဆင့်လောက်ပဲပေါ့เนาะပြာဖြစ်တဲ့အဆင့်တိမလုပ်ဘူးမိသွေးအဆင့်လောက်ထိပဲလောင်ကျွမ်းနေအဲ့လိုကနေပြီးတော့မှဒီလိုကာဗွန်မွန်အောက်ဆိုက်တွေထွက်ခြင်းဖြစ်ပါတယ် example charcoal ဆိုရဲမိသွေးရဲ့ wood တက်သားတွေနဲ့ and petrol လောင်စာတွေပေါ့เนาะ harmful effect ဘလို့မျိုးအန္တရာယ်တွေရှိနိုင်လဲဆိုတော့တဲ့ poisonous even in low concentration အာ poisonous ဆိုတာကအဆိပ်ဖြစ်စေတဲ့ low concentration ဖြစ်နေတာတောင်မှဘာဖြစ်တာလဲ concentration ပြင်းအားညော့နေတာတောင်မှ poisonous ကဆိတ်ရှိစေပါတယ်တဲ့ပြီးတော့ react with the hemoglobin in blood blood ထဲမှာရှိတဲ့ hemoglobin နေနဲ့ဘာဖြစ်လဲဆိုတော့ဓာတ်ပြူချင်းရှိရဲ့ and prevent it from carrying oxygen around the body and will cause death ဟုတ်ပြီနော်ပြီးတော့ prevent ဆိုတာကာကွယ်လိုက်တာကာကွယ်လိုက်ဆိုပိတ်ဆို့လိုက်တဲ့သဘောမျိုးပဲပေါ့နော်အော်ခန္ဓာကိုယ်ထဲမှာရှိရဲ့သွေးထဲမှာရှိနေတဲ့ oxygen နေ oxygen တဲလာခြင်းနေကိုဘာလုပ်လိုက်တာလဲ prevent ဆိုတာကာကွယ်လိုက်တာကာကွယ်လိုက်တဲ့အတွက်ကြောင့်မလို့ပိတ်ဆို့လိုက်တဲ့သဘောပေါ့နော်ပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်ဒီကျတော့အသက်ရှူကျက်မှုတွေဖြစ်လာနိုင်တယ်အဲ့ဒါနေပြီးတော့မှတဲ့ world cause death နောက်ဆုံးမှာတော့ဘာဖြစ်လဲသေဆင်းနိုင်တဲ့အထိဖြစ်စေပါတယ်တဲ့ဥပမာဆိုပါလို့ဒီကျတော့တချို့ဆိုပြောတယ်အလောင်ပိတ်ခန်းထဲမှာခြင်ဆေးခွေထွန်းတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်အာဒီကျတော့ဘာဖြစ်လဲအောက်ဆီဂျင်သွေးထဲမှာအောက်ဆီဂျင်ပြတ်လပ်ပြီးတော့အသက်ဆုံးရှုံးတာတွေဖြစ်နိုင်တယ်ဆိုပြီးတော့ပြောပြထားတာပါ ကင်နာတစ်ခုက sulfur dioxide sulfur dioxide SO2 an acidic gas သူက acidic အမျိုးအစား gas ဖြစ်တယ်။ဘာကြောင့် acidic gas အမျိုးအစားလဲတကယ်လို့ရှေ့ခန်းမှာလဲသင်ထားရတယ်။ sulfur dioxide ဒီ water vapor ပေါ့နော်။ရေနဲ့လဲထိတွေ့သွားတဲ့အခါမှာ sulfuric acid ဆိုပြီးတော့စဖြစ်တယ်။ဒါကြောင့်မလို့ acidic gas အမျိုးအစားဖြစ်တယ်သူကနော် acidic ဖြစ်လာနိုင်တဲ့ gas ဖြစ်တယ်။ပြီးတော့ which a pungent smell သူမှာမနှင်းမြွယ်ကောင်းတဲ့အနက်ရှိတယ်။ပြီးတော့သူ့ကိုဘယ်ကနေရရှိနိုင်လဲဆိုတော့ နော် तू ကဘယ်ကနေထွက်လဲဆိုတော့ convention of force of viewers ဆိုတာအကြောက်ဖြစ်ရုပ်ကျွင်းနေလောင်ကျွမ်းတဲ့အခါမျိုးတွေ in motor vehicle ဘလူဟာမျိုးတွေလဲဆိုတော့ကားတွေပေါ့နော် motor vehicles တွေပြီးတော့ power station တွေနဲ့ factory တွေပေါ့နော်စက်ရုံတွေကနေပြီးတော့မှထုတ်တဲ့ဟာမျိုးတွေမှာဆိုရင်တဲ့ south water outside တွေပါဝင်ပါတယ်ပြီးတော့နောက်တစ်ခုက volcanic eruption ဆိုတာကကြတော့ကျွန်တော်မီးတောင်တွေပောက်ကွဲတဲ့အခါမှာ south water outside တွေထွက်ပါတယ် ဟန်ဖူအဖရက်ကသူကဘလိုမျိုးအန်နီရဖြစ်စီလဲဆိုတော့ irritates the eye ဆိုတာမျက်လုံးညရာရန်ခြင်းပြီးတော့သူတို့အလဲချောင်းရတာတွေ and causes respiratory ပေါ့နော်ဟိုမှာပြောရမယ်ဆိုအသက်ရှူခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေမှာပေါ့နော်ပြဿနာဖြစ်လာနိုင်ပါတယ်တဲ့ breathing ပေါ့နော် breathing ဆိုအသက်ရှူခြင်းမှာ problem ဆိုတာကပြဿနာတွေဖြစ်လာနိုင်တယ်တဲ့ပြီးတော့ can form acid rain ပေါ့နော် acid မိုးရွာသွန်းခြင်းကိုပါဖြစ်ပေါ်စေပါတယ်တဲ့ ။ဒါကြောင့်မို့ဒီချာရုံးဆက်ယုံအလုံးယုံနေရှိရဲ့နေရာတွေမှာဆိုလို့ရှိရင်ဘာဖြစ်လဲရွာတဲ့မိုးသည်ဟုတ်ပြီနော် acid ပါတယ် acid rain ဖြစ်တယ်ဆိုပြီးတော့เนาะပြောတာကြားဖို့မှာပါ။ nitrogen dioxide NO2 an acidic gas ပဲသူကလည်း nitrogen dioxide က water vapor နဲ့ထိလိုက်တဲ့အခါမှာ nitric acid ဖြစ်လာတယ်။ဒါကြောင့်မလို့ acidic gas အမျိုးအစားဖြစ်တဲ့သူ့ကိုဘယ်ကနေရလဲဆိုတော့ vehicle exhaust fumes ဟုတ်ပြီเนาะဒီချက်တို့အခုပေါ့เนาะ model car တွေเนาะအဲ့ຢာတွေကနေပြီးတော့มาထွက်လာတဲ့ exhaust ကနေထွက်လာတဲ့အငွေ့တွေပြီးတော့ chemical plant ဆိုတာကဓာတုစိုက်ယုံနေပြီးတော့ lightning activity ဆိုတာကပျက်စီးလက်တဲ့ ဟာတွေကမိုးချိုးပစ်တာတို့ဘာလို့ညာတို့ပေါ့နော်အဲ့ညာနေပြီးတော့မှ lightning activity တွေကနေပြီးတော့လဲနော် nitrogen dioxide တွေရပါတယ်တဲ့ harmful effect ဘလိုမျိုးပေါ့နော်အန္တရာယ်ဖြစ်စေလဲဆိုတော့ causes respiratory problem ဆိုတာအသက်ရှူခြင်းဆိုင်ရာနော်ပြဿနာတွေရှိလာနိုင်တယ်ပြီးတော့နောက်တစ်ခုက give as a rain နော် acid မိုးရွာသွန်းခြင်းတွေဖြစ်ပြတဲ့ပြီးတော့ methane methane က CH4 a colorless gas သူက အယောင်မရှိရဲ့ gas အမျိုးအစားဖြစ်တဲ့ no smoke အနံ့လည်းမရှိပါဘူးတဲ့သူကသူ့ရဲ့ source ကကြတော့ bacterial decay of vegetable matter vegetable ဟင်းသီးဟင်းရွက်တွေကနေပြီးတော့မှပျက်စီးသွားတော့ဒီ goo ဖြစ်သွားတဲ့ bacteria တွေပြီးတော့ corns and other fan animals တွေက one digested food digested food ဆိုအစာချေပြတ်တဲ့ဖြစ်စဉ်လုံးတဲ့အခါမျိုးမှာရှိတဲ့ fan animal တွေနဲ့ကောင်းစီစီရတွေပြီးတော့ anaerobic decomposition in natural wetlands and rights fee rights fee ဆိုရဲစဘာဆိုင်ကွင်းနေနဲ့ wetland ဆိုဆုဆွတ်တဲ့ကုန်းမြေတွေမှာဆိုရင်တဲ့ anaerobic decomposition တွေဖြစ်စဉ်ကနေပြီးတော့မှမီသိန်းကိုရရှိပါတယ်တဲ့သူရဲ့ harmful effect ကကြတော့ causes global warming เนาะအကဘာကြီးကိုပူနွေးစေတယ် because ဘာကြောင့်လဲဆို of a greenhouse gas ပေါ့เนาะ greenhouse gas တွေကိုဖြစ်ပေါ်စေတဲ့အတွက်ကြောင့်မလို့ကဘာကြီးပူနွေးမှုကိုဖြစ်ပေါ်စေပါတယ်တဲ့ pollutants မှာ and ban hydrocarbon ပေါ့เนาะ hydrocarbon နေလောင်ကျွမ်းခြင်းပေါ့เนาะ source ပေါ့เนาะဘယ် ကနေ anban hydrocarbon ကိုရလဲဆိုတော့ vehicle exhaust fumes ဆိုတာဒီထက်ရောမော်တော်ကားတွေကနေထွက်တဲ့ဖက်တက်ယင်တွေကထွက်တဲ့ဗာလဲ exhaust fumes တွေဟုတ်ပြီနော်အဲ exhaust ကနေထွက်တဲ့မီခိုးငွေတွေပြီးတော့ chemical plant ဆိုတာဓာတုစက်ရုံတွေကထွက်တဲ့မီခိုးငွေတွေကနေပြီးတော့ရပါတယ်တဲ့ပြီးတော့ harmful effect ဘာတွေကိုအဲနော်အန္တရာယ်ဖြစ်စေလဲဆိုတော့ cause cancer တဲ့နော် carcinogenic ဆိုတာ cancer ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်နေပြီးတဲ့အခါကျတော့ react with nitrogen oxide to form ozone ပြီးတော့ nitrogen oxide နဲ့ဓာတ်ပြုခြင်းဖြစ်တဲ့အခါမှာ to form ဘာဖြစ်လာလဲဆိုတော့ ozone ဖြစ်ပေါ်စေပါတယ်တဲ့ပြီးတော့နောက်တစ်ခုက ozone O3 a colorless gas သူကကျတော့အရောင်မရှိရဲ့ gas အမျိုးအစားဖြစ်တဲ့သူ့ကိုကျတော့ဘယ်ကနေရလဲဆိုတော့ source က reaction of nitrogen oxide and nitrogen oxide ဓာတ်ပြုခြင်းနဲ့ unbent hydrocarbon in the presence of sunlight နေအောင်ကြီးမှာရှိတဲ့เนาะ unbent hydrocarbonase ကနေပြီးတော့မှရရှိ ှိပါတယ်သူ့ရဲ့ handful effect အန်ယန်ရှိနေနိုင်တဲ့ effect တွေကကြတော့ forms photochemical smudge ဟုတ်ပြီနော်အဓာတုပစ္စည်းတွေထွက်တယ်ဘာဖြစ်လဲဆိုတော့ဒီချက်တို့မိခိုးငွေတွေဒါမှမဟုတ် which irritate the eyes and lens နော် ပြီးရဲ့အခါကျတော့ teacher မျိုးလုံးညရရန်ချင်းပြီးတော့အဆုတ်နဲ့ပတ်သက်တဲ့အရာတွေနဲ့ and cause breathing difficulty ဆိုတာကကြအသက်ရှူခြင်းဆိုင်ရာအခက်အခဲမှုတွေကို ဖြစ်ပေါ်စေပါတယ်တဲ့ပြီးတော့ damage plants ဆိုတာကြအပင်တွေကိုလည်းဒီနေရာမှာကျတော့ plants ကကျတော့အပင်များပေါ့နော်အပင်တွေကိုလည်းပျက်စီးစေပါတယ်တဲ့ E global warming and greenhouse effect အခုတကြရောကနံပါတ် E ရကြတော့ global warming ဆိုတာကမ္ဘာကြီးပြုနှွေးလာမှုနဲ့ green greenhouse effect ဆိုတာက greenhouse ရဲ့တက်ရောက်မှုများပေါ့အဲ့မှာဆိုရင် the earth surface is warmed by radiation from the sun ကမ္ဘာကြီးပြုနှွေးခြင်းကတဲ့ဘာကြောင့်လဲဆိုတော့နေရောင်ခြည်ကလာတဲ့ radiation ပေါ့နော်နေရောင်ခြည်တန်းတွေကြောင့်ဖြစ်ပါတယ်တဲ့ပြီးတော့ sunlight absorbed by the earth surface warm it up ကမ္ဘာမျက်နှာပြင်ကနေရောင်ခြည်စီကနေပြီးတော့ရောင်ခြည်တွေကိုစုပ်ယူခြင်းအပြင် warm it up ဆိုတာနှွေးစေတယ်ပေါ့နော် the surface release heat in the form of infrared radiation အဲ့တော့အဲ့ဒီမျက်နှာပြင်ကနေပြီးတော့မှဒီထဲရောကအပူတွေကို release ထုတ်လွှတ်လိုက်တဲ့အခါမှာ in the form of ဘာတွေဖြစ်လာလဲဆိုတော့ infrared radiation ဆိုတာအနီအောက်ရောင်ကြီးဖြစ်ပေါ်လာပါတယ်တဲ့ carbon dioxide and other gases carbon dioxide နဲ့အခြားသော gas တွေကတော့တဲ့ဘာတွေလဲဆိုတော့ water vapor တွေ methane နဲ့ nitrate oxide and ozone တွေပေါ့နော်အဲ့ဒီကောင်တွေနဲ့ carbon dioxide တွေ in the air trap ဆိုတာကကြတော့ဒီထဲရောကလေထဲအလေထုထဲမှာဘာဖြစ်နေမလဲပိတ်မိနေမယ် ပြီးတော့ this radiation အဲ့ဒီ radiation နေနေပေါ့နော် and prevent much of its escaping into space ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒီဓာတ်ငွေအာကာသထဲကိုလွတ်မြောက်ဖို့အတွက်ကိုသူကဘာလုပ်လိုက်တာလဲဒီဓာတ်ငွေတွေက prevent ဆိုတာကပိတ်ဆို့လိုက်ပါတယ်တဲ့ the greater the amount of carbon dioxide and other heat trapping gases အဲ့လိုမျိုးပိတ်ဆို့လိုက်ချင်းဖြင့်ပေါ့နော်လွှမ်းခြုံလိုက်ချင်းဖြင့်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏတွေများလာမယ်ပြီးတော့ other heat uh, trapping gases ဆိုတာတခြားသော gas တွေကလည်းပို့ပို့ပြီးတော့ဗာဖြစ်တာမှာလဲเนาะပိတ်ဆို့လာမယ်တဲ့ဟိုထောက်ချောက်ကြီးတစ်ဖွဲလို့ပေါ့နော်ဒီထဲမှာပဲပိတ်မိနေမယ်ဒါမျိုးကိုပြောတာပါ the larger is the amount of heat trapped and the warmer the art became အဲ့တော့အပူပမာဏကပို့ပြီးတော့ပိတ်မိလာလေးလေးပိုများလာလေးလေး and the warmer the art became ဆိုတာကဘာကြီးကပို့ပို့ပြီးတော့ဗာဖြစ်လာလေပူနွေးလာလေလေဖြစ်ပါတယ်တဲ့တချို့တော့ကွာဥမာပြောရမယ်ဆိုတချို့အရန်ပူနေတဲ့အချိန်မှာဆောင်းရုပ်ခေါင်းမှုခြုံထားလိုက်ပို့ပို့ပြီးတော့ဗာဖြစ်လာမလဲပူလာမယ်ချွေးတွေထွက်လာမယ်အဲ့လိုသဘောမျိုးမှာပဲအဲ့လိုအတိုင်းပဲကဘာကြီးကဟုတ်ပြီနော်ဒီဓာငွေတွေနဲ့ပိတ်ဆို့နေပြီးတော့ပို့ပြီးတော့ပူနွေးလာခြင်းဖြစ်ပါတယ် The average temperature of the art ကဘာမြေကြီးရဲ့တဲ့နော် average temperature ဆိုတာပြန်များအပူချိန်ကတော့တဲ့ increases တဲ့နော်မြင့်တက်လာမဲ့ leading to global warming အဲ့လိုမျိုးကမ္ဘာကြီးရဲ့ပြန်များအပူချိန်တွေပိုပိုပြီးမြင့်တက်လာခြင်းကဘာကိုဖြစ်စေလဲဆိုတော့ global warming ဆိုတော့ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေပါတယ်တဲ့ဒါကို figure 7.4မှာပြသထားပါတယ်တဲ့ ဒီက7.4မှာကြာတော့ global warming and greenhouse effect ဒီချက်တို့ global warming ကမ္ဘာကြီးပူနွေးလာမှုနဲ့ greenhouse effect ပေါ့နော် greenhouse ကနေဘယ်လိုမျိုးတက်ရောက်မှုတွေရှိသေးလဲဆိုတော့ကဲ greenhouse gases တွေကိုအရင်ဆုံးဒီချက်တို့ကြည့်ရအောင် greenhouse gases တွေကဘာတွေလဲဆိုတော့ carbon dioxide တွေ H2O ဆိုတဲ့ water ရဲ့ dinitrogen oxide နဲ့ methane တို့ဖြစ်ပါတယ်။ကဲဒီမှာဆိုလို့ရှိရင်ဒီကျတို့ကနေအောင်ကြီးကနေ radiation ပေါ့နော်လာတဲ့ကဘာကြီးကို လာတဲ့အခါမှာပြန်ပြီးတော့ဒီ greenhouse effect တွေပေါ့နော်အဲဒီ greenhouse gas တွေရှိနေတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ထွက်ဖို့ကဒီကျတို့ကဘာဖြစ်လာလဲ။နော်ပြန်ထွက်ဖို့ကကျတော့နည်းငယ်သားလင်းပြန်ထွက်နိုင်တယ်။ဒါကြောင့်မလို့ကဘာကြီးကခုနကဒီကျပြောသလိုပေါ့လွှမ်းခြုံထားလိုက်တယ်၊ပိတ်ဆို့လိုက်တယ်နော်ဒီ greenhouse gas တွေကနေပိတ်ဆို့လိုက်တဲ့အတွက်ကြောင့်မလို့ထွက်တဲ့လောက်မထွက်တဲ့အခါမှာ ကဘာချက်ပူပူပြီးတော့ဗာဖြစ်တာလေပူနွေးလာတယ်တူသူကပြောထားပါတယ်အဲဒါကြောင့်မို့ဒီမှာပုံလေးမှာဆိုရင်နေအောင်ကြီးကနေလာတယ်လာတဲ့အခါမှာဒီဟာကဘာကြီးပေါ့နော်အဲ့မှာဆိုရင်ဒီချာရူဆန် absorbed by art suffix အချို့ကိုဘာလို့လိုက်တာလဲเนาะ ကမ္ဘာမျက်နှာပြင်ကဆုပ်ယူလိုက်တဲ့ carbon dioxide and other gases in the atmosphere atmosphere ဆိုတာလေထုထဲမှာရှိရဲ့ carbon dioxide နဲ့အခြားသော gas တွေကို trap heat ဆိုတာကပူတွေကဆုပ်ယူလိုက်ပါတယ်တဲ့เนาะဖမ်းယူလိုက်တဲ့ keeping the up warm အဲ့ခါကျတော့ကမ္ဘာကြီးကပေါက်ပွေးရောပါဖြစ်လာလဲပူနွေးလာမယ်ဒါကတော့ဗောနော်ဒီ terrestrial atmosphere ပေါ့လေထုလွှာကြီးကိုပြသထားခြင်းဖြစ်ပါတယ်ပြီးတော့ ဒီဘက်မှာကြတော့ sun sunlight that hits the earth it's reflected အချို့သော sunlight တွေကကြတော့ကဘာကြီးနဲ့ထိရိုက်ပြီးတဲ့အခါကျတော့ပြန်ပြီးတော့ reflected ဆိုတာပြန်ပြီးတော့ပြန်လင်းနှံပြန်ထွက်တယ်ပေါ့နော်အဲဆိုရင်ဒါလေးကတော့ figure 7.4 global warming and greenhouse effect ပုံလေးကိုပြထားခြင်းဖြစ်ပါတယ် ဒါကြောင့်ねတီချာတို့က we need greenhouse gases ပေါ့နော် greenhouse gas တွေကိုကျွန်ုပ်တို့လိုအပ်တယ်တဲ့ဒါကြောင့်ဆို without them သူတို့ဒါမရှိဘူးဆိုရင်ပေါ့နော်ခုနကကာဗွန်နာအောက်ဆိုက်တွေဒိုင်နိုက်ထရိုဂျင်အောက်ဆိုက်နဲ့မီသိန်းတို့ပေါ့နော် water vapor တွေဒါမရှိဘူးဆိုရင်တဲ့ we would freeze ဘာဖြစ်လာနိုင်လဲအေးခဲလာမယ် to death at night ညဘက်မှာအေးခဲပြီးတော့တီချာတို့ဘာဖြစ်လဲတေဆုံးနိုင်တယ်တဲ့ပြီးတော့ when the sun is not shining နေရောင်ကြီးကလည်းဘာဖြစ်လဲ not shining ဆိုတာတောက်ပခြင်းမရှိတဲ့အခါမျိုးမှာညဘက်မှာ teacher တို့က AB A ခဲ့ပြီးတော့ဒီဆုံးနိုင်ပါတယ်တဲ့ but ဒါပေမဲ့ the level of greenhouse gases is now so high အခုမှာတော့ဒီကြားလို့ပေါ့နော်ယခုအခုလက်ရှိမှာတော့ greenhouse gas တွေကဘာဖြစ်နေရလဲ level ကပိုပြီးတော့မြင့်လာတယ်ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ဒီကြားလို့စိတ်ယုံလုံယုံနေပေါများလာတယ်ကားတွေပေါ့နော်အိမ်စောကနေထွက်တဲ့နော်ကာဗွန်ဒါအောက်ဆိုက်တွေပိုများလာတယ်ဒါကြောင့်မလို့ခင်မီတိုးတက်လာတာနဲ့အများဘာဖြစ်လဲ greenhouse gas တွေကပိုပြီးတော့များလာတယ်ဒါကြောင့်မလို့ that it is causing အဲ့ဒါကြောင့် global warming ဆိုတာကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေပါတယ် the gases ဒီ gas တွေက occur တွေ့ရပါတယ် naturally in the atmosphere เนาะလေထုထဲမှာဆိုရင်းနဲ့เนาะတဘာဝအတိုင်းတွေ့နေတွေ့နိုင်နေပြီးတော့ the trap heat သူက အပူတွေကိုဖမ်းယူလိုက်တယ်ဟုတ်ပြီเนาะ alcohol အဲ့လိုမျိုးအပူတွေကိုဖမ်းယူလိုက်တဲ့အတွက်ကြောင့်မို့လို့သူကို greenhouse gases လို့ခေါ်ခြင်းဖြစ်ပါတယ်ဒါကိုဒီထက်တော့ကအရှိเนาะ short form ကဘလို့ရဲ GHGs ပေါ့เนาะ GHGs ဆိုရင် greenhouse gases ပေါ့ကဲဒါဆိုရင် greenhouse gases ကဘာတွေပါလဲကြည့်ရအောင် water vapor ပါတယ် green out gases တွေမှာနောက်ပြီးနော် carbon dioxide ပါမယ် methane နဲ့ nitrate oxide ပေါ့နော်ခုနကပြောတဲ့ nitrogen oxide ပေါ့နော် nitrate oxide and ozone တွေပါပါတယ်ပြီးတော့ man make လူတို့ပြုလုပ်တဲ့ chlorofluorocarbon တွေပေါ့နော်အခု teacher တို့ဒီဟွာပေါ့နော် deodorant နေဟုတ်လားเนาะအဲပြီးရခါ spray တွေပေါ့เนาะအဲ့ဒီအားမှာဆိုလို့ရှိရင် chlorofluorocarbon တွေပါဝင်နေပြီးတော့တချို့မှာဆိုလို့ရှိရင်ဟိုရေခဲတက်တာတွေမှာတော့မှ ပါဝင်တာတွေ့ရပါတယ်။ဟုတ်ပြီနော်လူတို့ပြုတ်လို့တဲ့ chlorofluorocarbon CFCs တဲ့။ဒါဆိုရင် chlorofluorocarbon ဆိုတာက element 3ခုပါဝင်တယ်။ဘာတွေလဲဆိုတော့ chlorine ပါမယ် fluoro ဆိုတာက fluorine ပါမယ်ပြီးတော့ carbon ပေါ့နော်။ပြီးတော့နောက်တစ်ခုကကြတော့ hydrofluorocarbon ဆိုတာဒီ HFCs ဆိုတာ hydrogen ရယ် fluorine ရယ် carbon ရယ်ပြီးတော့ and perfluoro carbon ဆိုရဲ fluorine နဲ့ carbon ပေါင်းထားတဲ့ဟာပေါ့နော်။အဲ့ဒါတွေလူတို့လူတို့ဖန်တီးပြုတ်လောက်ထားတဲ့အဲ့ဒီ compound တွေကတဲ့ ကွန်ပေါင်းအပြင် as well as salafa hasa fluoride sf6 ပေါ့နော်၎င်းတို့ဒီလဲဘာဖြစ်လဲဆိုတော့ also greenhouse gases တွေဖြစ်ပါတယ်เนาะ greenhouse gases က water vapor carbon dioxide methane nitrate oxide ozone တွေမကဘူးဒီလူတို့ဖန်ကြီးပြုတ်လုပ်ထားတဲ့ CFCSD HFCSD PFCs နဲ့เนาะ SF6 တို့ကလည်း greenhouse gases တွေပါပဲတဲ့ human activities လူတို့ပြုလုပ်တဲ့လုံဆောင်ချက်တွေမှာဆိုရင်ဘလို့လုံဆောင်ချက်မျိုးတွေလဲဆိုတော့ banning fossil fuels and fanland ဒီထက်တော့လေယာတွေကိုမီးရှို့တာတွေပြီးရဲ့ခါเนาะအော်ကြောက်မီးသွေးတွေကိုမဖောက်တာလဲဆို fossil fuels တွေကို banning ပေါ့เนาะလောင်ကျွမ်းစီရဲ့ခါမျိုးတွေမှာရဲ့ပြီးတော့ an excessive use of fertilizer increase the amount of greenhouse gases ဟုတ်ပြီเนาะ fertilizer ဆိုတာဓာတ်မြေဩဇာတွေမှာလိုအပ်တာထက်ပိုပြီးရောเนาะတုံးတဲ့အခါမျိုးကြလို့ရှိရင်တဲ့တချို့တို့က green house gases တွေပေါ့เนาะ green house gases တွေကပိုပြီးရောပမာဏတိုးလာနိုင်ပါတယ်တဲ့ပြီးတော့ this greenhouse effect aids increasing the atmospheric temperature အဲ့ဒီလို greenhouse effect ကပေါ့เนาะ green house gases တွေကဒါ ို့ပြီးတော့များလာတယ်ဆိုရင်တဲ့ art surface temperature ပေါ့နော် art surface temperature ဆိုတော့ကမ္ဘာမြေကြီးရဲ့အပူချိန်ပေါ့နော်မျက်နှာပြင်အပူချိန်ကတိုးလာတာနဲ့အများ green house effects ကိုပို့ပြီးတော့ဖြစ်စေပါတယ်တဲ့ပြီးတော့ resulting in more extreme weather နောက်တစ်ခုကကြတော့ teacher တို့ရာသီဥတုတွေကလိုအပ်တာထက်ပို့ပြီးတော့နော်အာပူလွယ်လာတယ်အေးလွယ်လာတယ်ဆိုတော့ရာလက်မျိုးတွေဖြစ်လာနိုင်တယ်ဘလိုဟာမျိုးတွေလဲဆိုတော့ floating ဆိုတော့ teacher တို့ရေမြုပ်ခြင်းတွေ drought cyclone နေပြီးရဲ့ခါကြတော့ forest fire တွေဟုတ်ပြီနော် not tommy လောင်မှုတွေနဲ့ landslide and heat wave အနော်အပူလိုင်းတွေကြောင့်စသဖြင့်ပေါ့နော်အဲ့လိုမျိုးကြောင့်ဘာတွေဖြစ်လာလဲ extreme weather ပို့ပြီးရောနော်အာရာသီဥတုကလိုအပ်တာထက်ပိုပြီးရောရနိုင်တဲ့ရလက်တွေဖြစ်စေပါတယ်တဲ့ပြီးတော့ another growing concern is the melting of glaciers and arctic ice ဟုတ်ပြီနော်တခြားသောနောက်ထပ်ပေါ့နော်ကြီးမားစေတဲ့ ပြဿနာတွေကဘာလိုမျိုးလဲဆိုတော့ဟော glaucous and arctic ice တွေကပို့ပြီးရောဘာဖြစ်လာမလဲဆိုတော့เนาะ arctic မှာရှိရဲ့ရေခဲပြင်တွေပို့ပြီးပျော်လာမယ်နော်ပြောလာတဲ့အခါမှာ which were increase sea level ဟုတ်ပြီနော်ဘာတွေကတိုးလာမလဲဆိုတော့ပင်လယ်ရေမျက်နှာပြင်တွေမြင့်တက်လာမယ် resulting in many coastal communities being flooded and no longer habitable habitable ဆိုတာကဒီကြတော့ကမ်းရိုးထဲမှာနေတယ်ပေါ့နော် နေတဲ့သူတွေကပို့ပြီးရောဘာတွေကိုခန်းစားရမလဲဆိုတော့ဖလူတက်ဆိုတာရေမြုပ်ခြင်းတွေကိုခန်းစားရမှာဖြစ်ပါတယ်တဲ့